ျန်းစုံကင်ဆာရောဂါတန်ခန်းစားနေရတဲ့အမေရိကန်သမ္မတဟာအားလုံးပဲမင်္ဂလာပါရှင်။ Let's Talk The New Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်။အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်မှာကိုရခက်ခဲတဲ့စီးကျင့်ကင်ဆာခန်းစားနေရတယ်လို့နိုင်ငံတကာသတင်းတွေအရသိရပါဗျ။သူ့ရဲ့ကင်ဆာဆဲတွေဟာအယိုးထဲအထိပြန့်နှံ့နေပြီးအရှိန်အနေဆိုးရွားနေတယ်လို့ဘိုင်ဒန်ရုံးရဲ့ယမနစ်မေလ18ရက်နေ့ထုတ်ပြန်ချက်ကိုကိုကာဘီရေးသားဖော်ပြနေကြပါဗျ။ အမေရိကန်ပြည်ထောင်စုကစီဂျိတ်ကင်ဆာပါမောက္ခတွေကတော့ယောဂပျောက်ကင်အောင်ကုသဖို့မျှော်လင့်ချက်တိတ်မရှိတော့ဘူးလို့တုံ့တက်ပြောဆိုနေကြပါတယ်။အဓိကအကြဆုံးအချက်ကအသက်အရွယ်ကြီးလွန်းတာကြောင့်ဖြစ်တယ်လို့သူတို့ကဆိုပါတယ်။အမေရိကန်သမ္မတများထဲအသက်ကြီးဆုံးသမ္မတရဲ့ခံစားနေရတဲ့ကင်ဆာယောဂဟာပြင်းထန်တယ်လို့ အယုထိပြည့်နှက်နေပြီဖြစ်တာကြောင့်ကုတာဖို့မလွယ်တော့ဘူးလို့အမေရိကန်ကင်ဆာဆေးပညာအဖွဲ့ကြီးရဲ့တိတ်ပံရှက်လက်ယုံအကြီးအကဲစီးကျိတ်ကင်ဆာပညာရှင်ဒေါက်တာဝီလျံဒါဟုတ်ကပြောပါတယ်။ဒါပေမဲ့လည်းကုထုံးတွေကိုထိထိရရတုတ်ပြန်တဲ့လူနာတွေအများကြီးရှိခဲ့တယ်လို့ယောဂမပြောက်ပေမဲ့နောက်ထပ်နှစ်တော်များများအသက်ရှင်သွားခဲ့သူတွေရှိတယ်လို့သူကအားပေးစကားဆိုပါတယ်။ဇန်နဝါရီလတုန်းကအင်ဖြူတော်ကိုစွန့်ခွာသွားခဲ့တယ်။ အသက်82နှစ်အရွယ်အသက်ကြီးဆုံးသမ္မတဟောင်းဟာစီလန်းချောင်းဆိုင်ရာယောဂတစ်ခုခုရဲ့လက္ခဏာတွေပြသလာလို့ဆရာဝန်ပြသခဲ့ပြီးနောက်မှာပဲအခုလိုသတင်းဆိုးကို ကြားသိခဲ့ရတာဖြစ်ပါတယ်။ဘိုက်ဒန်ဟာစီးကျိတ်ကင်ဆာတွေထဲမှာမှအကြမ်းတမ်းဆုံးအမျိုးအစားကိုခံစားနေရတာကြောင့်ဆိုးရွားတဲ့နာကျင်မှုတံကိုခံစားနေရတဲ့အပြင်ကင်ဆာဆဲတွေကလည်းပြန့်နှံ့အောင်အလွန်လင်းမြန်နေတယ်လို့သိရပါတယ်။ ကယန်ကန်ရှင်ရဲ့မိသားစုဝင်တွေဘက်ကတော့တရားဝင်ထုတ်ပြောတာမျိုးမရှိသေးပေမဲ့ဘိုင်ဒန်ရောင်းရဲ့တနင်္ဂနွေနေ့ထုတ်ပြန်ချက်ထဲမှာတော့ကုတနီအတွက်သုံးတက်နေစေဖြစ်တယ်လို့ဆိုထားပါဗျ။တဖန်ကင်ဆာယောဂါဟာဟော်မုန်းတွေပေါ်တုံ့ပြန်မှုရှိနေတဲ့အတွက်ပျောက်ကင်အားမကုတနိုင်ရင်တော့ယောဂပြည့်နှက်မှုနှောင်းကိုထိန်းချုပ်နိုင်ရှိရှိနေတယ်လို့ဆိုပါတယ်။ဘိုင်ဒန်ရဲ့ကျန်းမာရေးသတင်းထွက်လာပြီးနိုင်ပိုင်းအတွင်းမှာပဲပြိုင်ဖက်တဲ့မဟာမိတ်အမေရိကန်နိုင်ငံရဲ့ခေါင်းဆောင်တွေဟာ သူတို့ရဲ့လူမှုကွန်ရက်တွေကတစဉ်အားပေးစကားတွေကိုရေးသားပြောဆိုမှုတွေလုပ်ခဲ့ကြပါတယ်။အဲ့ဒီတဲ့အခါတိဆုံးပြိုင်ဖက်ဖြစ်တဲ့လက်ရှိတမဒါဒေါ်နန်ထရန်လည်းပါဝင်ခဲ့ပါတယ်။သူပိုင်ဆိုင်ပြီးသူပြောလို့တာအမြဲထုတ်ပြန်ပြောဆိုနေတဲ့ True လူမှုကွန်ရက်ကတစဉ်သူနဲ့တမဒါကတော့မယ်လာနီယာတို့ဟာဘိုင်ဒန်ရဲ့လက်တလောဆေးဆစ်ရလက်ကိုကြားသိရတဲ့အတွက်အထူးစိတ်မကောင်းဖြစ်မိတယ်လို့ဝန်내စကားဆိုပါတယ်။ သူတို့မောင်နှံအနေနဲ့ဘိုင်ဒန်ရဲ့ဇနီးဂျီဘိုင်ဒန်မီတာစုဝင်အတွက်လည်းနှွေးထွေးဆုံးနဲ့အကောင်းဆုံးဖြစ်စေဖို့ဆန္ဒပြုပါတယ်လို့ထရန်ကအားပေးစကားပါလိုက်ပါသေးတယ်။ဒါအပြင်အမေရိကန်ရဲ့ပထမဆုံးလူမဲတမတာဟောင်းဘိုင်ရန်အိုဘားမားကလည်းဘိုင်ဒန်မီတာစုနဲ့ထပ်တူရှိနေမယ်လို့အားပေးပါတယ်။အိုဘားမားအနေနဲ့2009ကနေ2019ခုနှစ်အထိနှစ်ကြိမ်ဆက်တမတာဖြစ်ခဲ့ချိန်ဒုတိယတမတာဘိုင်ဒန်နဲ့အတူလက်တွေ့အလုပ်လုပ်ခဲ့ကြဖူးပါတယ်။ တပန်ဘိုင်ဒန်ရဲ့ဒုတမတာတာဝန်ယူခဲ့သူကမ်မရာဟဲရစ်တိုဇနီးမောင်နှံကလည်းဘိုင်ဒန်မိသားစုအတွက်ဆုတောင်းပေးနေပြီဘိုင်ဒန်ဟာတိုက်ပွဲဝင်ရသူတအုပ်ဖြစ်တာကြောင့်အခုစိန်ခေါ်မှုကိုလည်းသူ့ဘဝတစ်ချောင်းလုံးမှာပြသခဲ့တဲ့ခေါင်းဆောင်မှုလမ်းကြောင်းအတိုင်းသူညီရဲ့ခွန်အားတန်တန်ခံမှုအကောင်းမြင်မှုတွေနဲ့ကြော်လွားနိုင်မှဆိုတာယုံကြည်ထားတယ်လို့သူမရဲ့ X အကောင့်ကသတင်းရေးသားပြောဆိုပါတယ်။ဘိုင်ဒန်ရဲ့တာအကြီးဆုံး view ဘိုင်ဒန်ဟာလည်း2015ခုနှစ်မှာ ုံနောက်ကင်ဆာရောဂါနဲ့ကွယ်လွန်ခဲ့ရဖူပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လမှာဂျိုးဘိုင်ဒန်ရဲ့အသက်အရွယ်၊ကြမ်းခိုင်မှုနဲ့ကျန်းမာရေးတို့ကိုစိုးရိမ်တဲ့ဒီမိုကရက်တစ်ထောက်ခံသူတွေနဲ့ပါတီတွင်းမဟာမိတ်တွေရဲ့ဖိအားပေးမှုကြောင့်ရွေးကောက်ခံတမဒလောင်အဖြစ်ကနေနှုတ်ထွက်ပေးခဲ့ရပါတယ်။အဲ့ဒီအချိန်ကလေးကဘိုင်ဒန်တရားလူမြင်ကွင်းကနေလုံးဝပြောက်ွယ်ခဲ့တယ်လို့သူ့တည်င်းတွေပြောက်ွယ်နေခဲ့တာအခုကျမ်းမာရေးတည်င်းမတိုင်းခင်အထိပဲဖြစ်ပါတယ်။ အခုတော့အသက်အန္တရာယ်ဆိုရင်ရတဲ့အကျန်းဆုံးစီကြိတ်ကင်ဆာယောဂသတင်းနဲ့အတူကမ္ဘာမီဒီယာတွေထက်အသက်ကြီးဆုံးစံချိန်ဝင်သမ္မတကြီး ပြန်ပေါ်လာခဲ့ရပါတယ်။ယောဂတွေရော့ပါတက်တာပြီးအ мян ဆုံးကျန်းမာပါစေကြောင်းဘိုင်တန်တို့မိသားစုမကြားတော့ညာလဲ Anti News ကစုတောင်းမြတ်တာပို့တာအပ်ပါတယ်။သတင်းလေးကတော့ဒီလောက်ပါပဲရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။မြန်မာပြည်သူပြည်သားအားလုံးမင်းဆွမင်းညစ်ပေတဘာဝပေစစ်ပေတို့ကနေအမြန်ဆုံးကင်းလွတ်နိုင်ကြပါစေရှင်။ ကျမတို့ channel လေးကိုလည်း subscribe လေးလုပ်ပြီး like and share လေးလုပ်ပေးဖို့မြတ်တာရက်ခန့်အပ်ပါတယ်ရှင်ကျမနေပါ